ရှီကာဂိုဆိုတဲ့တမင်ပြဝဲကတော့ရောက်လာခဲ့ပါပြီ။တမင်ပြဝဲဆိုတာကတော့တကမ္ဘာလုံးကအလှဆုံးဆိုတဲ့တမင်နဲ့ဝင်ရောက်ရှင်ပြိုင်ကြမှာဖြစ်ပါတယ်။နာဂိုတန်ကလည်းအဲ့ဒီပွဲကိုကိုရှီတန်နဲ့အတူဝင်ရောက်ရှင်ပြိုင်ခြင်းနေပါတယ်။ကိုရှီတန်ကတော့တမင်ပွဲဘာလို့ငါးကားပြန်ရမှာလဲဆိုပြီးပြောပေမဲ့တကယ်ကတမင်နဲ့တမင်ရဲ့တကယ်နှစ်ယောက်တည်းပြန်ရမယ့်ပွဲမှုပါကိုပါရမှာပါ။အစားတော့ကတော့ကိုရှီတန်ကရှက်လို့ဝင်ပြိုင်ဖို့ညင်းမိမယ်စိတ်ပြောတယ်ကိုရှီတန်ရဲ့ထုံးစံတိုင်းနာဂိုတန်ဆွဲဆောင်မြပါရတာပါပဲဒီပွဲကတမင်ရဲ့အယောင်သေးကိုအမှတ်ပြရွေးချယ်တာဖြစ်ပေမဲ့တကယ်ကတော့တခင်နဲ့တမင်ကြားကတန်ရောင်းစဉ်ကိုရွေးချယ်ရမှာပါ ဒါကြောင့်နာဂိုတန်နဲ့ကိုရှီတန်တို့စူးစမ်းရှင်ပြိုင်မှုလေ့ကျင့်ကြပါရဲ့။ဒီနေ့မှာတော့ကျောင်းဝဆရာမကတမင်ဖွဲ့ဝင်ငွေတိုးစေဖို့တမင်ဖွဲ့လှူရှာမှုအဖြစ်မိုင်ကျူမှာ live stream မှာလာလို့အကြံပေးပါရဲ့။ကိုရှီတန်ကလည်းသူနဲ့နာဂိုတန်နှစ်ယောက်တည်းရှိနေတဲ့အချိန် live stream ဆလုပ်ပါပြီ။အဲ့ဒီအချိန်မှာပဲနာဂိုတန်ကဂျိုရလာလို့ဆိုပြီးနေရန်နဲ့ဂျိုသွေးတာနေရန်နဲ့ချစ်ရထင်ကုန်ပါရဲ့။ဂျိုသေးပြီးတော့ကိုရှီတန်နဲ့တူ live လင်းနေတော့ဂျိုကပူပူကြီးကြည့်လာပါရဲ့။နောက်ဆုံးအခန်းတစ်ခုလုံးကိုပါဂျိုကဖုံးလန်းတော့တာပါ။ live တွေက comment တခုကဂျိုကိုဖျက်ပေးရမယ်လို့မန်းလာတာကြောင့်ကိုရှီတန်ကလည်းဂျိုကိုဖျက်ပေးလိုက်ပါရဲ့။ ဲ့ဒီ live stream ကလည်းကြည့်ရှုသူတွေစိတ်ဝင်စားလာပြီးတမင်ဖွဲ့ဝင်ငွေလည်းတိုးလာခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ကိုရှီတန်နဲ့နာဂိုတန်တို့ကဟီနိုမျိုးရဲ့အကောင်းဆုံး coffee ဆိုင်ကိုသွားကြပါတယ်။ coffee ဆိုင် mansion ကရည်ရဲချက်ကြီးမားသူဖြစ်ပြီးသူ့ရဲ့ရည်ရဲချက်ကတော့လာသမျှဧည့်သည်အကုန်လုံးကိုစိတ်ကျေနပ်အောင်ဝန်ဆောင်မှုပေးနိုင်ဖို့ပါ။နာဂိုတန်လာတော့သူ့ရဲ့စုံလင်လွန်းလာတဲ့ menu ကိုပြပေးမယ်။နာဂိုတန်ကတမင်မဟုတ်ရှိလားလို့ပဲမေးပါတယ်။ဆန်ရှဲရည်မှန်ချက်တွေရချိုးခံလိုက်ရတယ်လို့ပါပဲ။ဒါပေမဲ့နာဂိုတန်ကတော့အေးဆေးပါပဲ။တမင်မဟုတ်ရှိရောတခြားမဟုတ်ပဲမှာလိုက်ပါတယ်။ တခြားမဟုတ်ဘဲမှစားပြီးကိုရှိတန်းတဲ့နာကိုတက်ပြန်သွားမိမယ်ဆိုင်ရှင်ကတော့သူ့ရဲ့တဲ့အကြိုက်ဝန်ဆောင်မှုပေးနိုင်အောင်ဆိုပြီးပဲစိတ်မကောင်းဖြစ်နေရပါအဲ့ဒါနဲ့ပဲနာကိုတန်းနောက်ကိုလိုက်လာပြီးနောက်တစ်ခါအကောင်းဆုံးသမင်မဟုတ်ကိုပြင်ဆင်ပေးထားပါမယ်လို့ဂရီပေးလိုက်ပါရဲ့အပိုင်းခွဲရာဒီမှာပြီးဆုံးတာပါရင်တနေ့မှတစ်ချိန်သာကျင်းပလိမ့်ရှိရဖခင်เจ้าရဲ့သမင်ပူဇော်ဝဲရောက်လာပါပြီကိုရှိတန်းတို့သုံးယောက်ကလည်းသမင်ပူဇော်ဝဲကိုရောက်နေရမယ်နာကိုတန်းကတော့ရောက်မလာသေးပါဘူးဖခင်เจ้าမှာမျိုးကားလူတွေကလည်းကောင်းကြီးခံယူဖို့ရစုဝေးနေကြပါရဲ့အဲ့ဒီမှာပဲရှီကာမီဆာမာကထွက်လာပြီဆိုလို့အကုန်လုံးကပြုံတိုးပြီးကြည့်ကြတယ် ိကကမိစမဆိုတာဗာနန်းလေးလို့ကြီးလိုက်တာကျွန်တော်တော့ရုံမချောပါဘူး။နောက်ကိုတက်ဖြစ်နေလို့ကိုရှိကကလန့်သွားပါတယ်။တခြားသူတွေကတော့ဒီနေ့ကပို့ပြီးထူးခြားမယ်နဲ့ပဲဆိုပြီးရှိကကမိစမကိုအယုတ်သေးပေးပြီးစုရီတောင်းနေကြပါတယ်။စုရီတောင်းနေကြတဲ့အထက်အန်ကိုနဲ့ဘက်ရှိမီပါပါတာမို့လို့ကိုရှိတဲ့တယောက်လုံးဝကိုစွန့်အားနေရပါပြီ။ကိုရှိတဲ့ကတော့ဒီလိုအိမ်နေရှိရမျက်နှာထားနဲ့မနေနေနဲ့အခုဆင်းလာခဲ့တော့နောက်ကိုတန်ဆိုပြီးအော်ဟစ်တောင်းချနေရပါ။ပြီးတော့ဖခင်เจ้าကလာစုတောင်းသူတွေကိုတမင်ချိုဟင်းညိုတိုက်ပါတယ်။တမေကျော်ဟင်းညိုကစူတောင်းပြေပြီးကောင်းကြီးရစေရလို့လူတွေကယုံကြည်နေကြပါတယ်။ ကိုရှိတန်ကတော့မတော့ဖယ်ပြန်လာခဲ့တာပေါ့ဖះเจ้าနဲ့ကနေကိုရှိတန်တို့ထွက်လာချိန်မှာနာဂိုတန်ကရောက်လာပြီးနောက်ကျသွားလို့တောင်းပန်ပါတယ်လို့ဆိုလာတယ်။ကိုရှိတန်ကလည်းချီးကိုတောင်းပန်တာလားနေမဲခုနကဂါမီဆမ်မာတွေပါလေလုံနေပြီးတော့ဆိုပြီးတောင်းညံပါတော့တယ်။နာဂိုတန်ကလည်းတာအခုမှရောက်တာပါလို့ပြောပြီးသူယူလာတဲ့တခုကိုအေးနေရင်ဓာလေးတောက်လိုက်ဆိုပြီးထုတ်ပြပါတယ်။အဲ့ဒါကတမင်ဂျိုဆွတ်ပြုတ်ပါပဲ။ကိုရှိတန်ကလည်းခုနရှီယာဂါမီဆမ်မာဆိုတာကလည်းနေမဲမလားလို့អော်ပါတော့တယ်။အခုတော့ဂိမ်းနေအားလုံးထက်လူကြိုက်များနေတာကရှီကာဂိမ်းဖြစ်ပါတယ်။ ရှီယာဂင်းကမိုနိုပိုလီလိုနှိုးဆော့ရတဲ့ဂိမ်းဖြစ်ပြီးနာဂိုတန်နဲ့အတူကိုရှီတန်တို့ပါဆော့ကြပါတယ်။ဂိမ်းရဲ့အယောစားကပတ်စံမဟုတ်ပဲတမင်မုံနေဖြစ်ပါတယ်။ဂိမ်းနဲ့ရောက်တာနဲ့နာဂိုတန်ပြန်ကိုရှီတန်ဟိုပါဂျူရီတွေးရပြီးတမင်နေဖြစ်ကုန်ပါတယ်။ဒီလိုနဲ့ဆော့လာလိုက်တာဂိမ်းရဲ့နောက်ဆုံးဆင့်ဖြစ်တဲ့ရွေးချယ်ရမယ့်နေရာကိုရောက်လာပါပြီ။အန်ဂိုကတော့တော်ရဲတွေးဆန်တွေကိုအုပ်ချုပ်ရမယ့်တမင်နေရာကိုရွေးပြီးကိုရှီတန်ကတော့ဒရိတ်ဆန်ယောင်ကအလှပြင်တမင်နေရာကိုပဲရွေးလိုက်ပါတယ်။နာဂိုတန်ကတော့ပင်လယ်ကိုဖြတ်ပြီးအလက်စကာတိရောက်သွားပါပြီ။ဒါကြောင့်မေနာဂိုတန်ကအတ္တမာတို့တမင်ဖြစ်ရောက်ရှိသွားပြီးဂျိုးပုံစံမှာပြောင်းသွားတာပါ။ အန်ကိုကသူ့အချုပ်တဲ့ဒေါကောင်နေစီကတမင်မုံနေနေစလက်ခံရရှိနေပါတယ်။နာဂူတန်ကတော့အတ္တမဆုံးတမင်ဖြစ်သွားတဲ့အတွက်ဘောနပ်စရပြီးတမင်မုံပါသိန်း900ရရှိသွားပါတယ်။အဲ့ချေကိုရှိတန်ကတော့ဒရိဆန်ုံထဲမှာဓပုတ်ရိုက်ခံရင်အတော်လေးကြွယ်ဝနေပါပြီ။အားလုံးထဲမှာဝင်ဝင်ဖြောင်းဆုံးကကိုရှိတန်ဆိုရင်မဲ့ဂိမ်းရမပြီးသေးပါဘူး။နောက်တော့ကထားရွှေမှာတော့ကိုရှိတန်ကတမင်အစ်စ်မဟုတ်ကြောင်ပေါ်သွားပြီးယထာမန်သမ ्या အတန်းနဲ့ချီကမင်မုံနဲ့ရောကြီးပြန်ပေးလိုက်ရတာပြန်မွေးတော့ပါပြီ။ဂိမ်းနဲ့အချိန်ပြည့်သွားရင်မလို့နောက်ဆုံးမွေးဆုံးလူကတော့ကိုရှိတန်ဖြစ်သွားပါတယ်။ဘိုင်းရှစ်ကတော့ဒီမှာပြီးဆုံးတာပါပဲ။ ။ညွေရည်ကတော့တရားဟောလာပါပြီ။ကိုရှိတန်တို့ကြောင့်မှအားကစားပြန်ဝင်လုပ်ဖို့ရှိပါတယ်။ဦးဆောင်သူကတော့ထူးချွန်ကျောင်းသူဖြစ်တဲ့ကိုရှိတန်ပါပဲ။ကိုရှိတန်တယောက်တမင်ဖွဲ့ခံရောင်းနေချိန်ပြဿနာတက်ပြီဆိုပြီးလာပြောပါရယ်။အကြောင်းကတော့အကြောင်းမဟုတ်ပြောကြတာလူပြောက်တာကြောင်းပင်ပေါ်တက်ပြီးဆင်းမရဖြစ်နေတာစုံလို့စုံလို့ပါပဲ။အားကစားပွဲလုပ်ခံနေမှာဒါမျိုးဖြစ်နေလို့ကိုရှိတန်တော်လေးစိတ်ညစ်နေရပါပြီ။သူရဲ့ထူးချွန်ကျောင်းသူဆိုတဲ့တိတ်ခါမကြအောင်မနေ့စူးစမ်းပန်းသားဖြစ်ရှင်လိုက်တာပွဲမဆောက်ရင်အချိန်မီလေးပြီးသွားပါတယ်။ နောက်နေ့မှာတော့အားကစားပြန်ပွဲစတင်ပါပြီ။ပွဲမစခင်မှာပြဿနာတွေကြောင့်ရောက်ရက်ခတ်သွားပေမဲ့အားကစားပွဲကိုတတ်မှတ်ချိန်တွေဝင်အောင်လုပ်ပြမယ်လို့ကြေညာနေခဲ့ပါတယ်။အုတ်သေးသူတွေပါဝင်ရမယ်ပါမုတ်စားပြန်ပွဲလောက်ခံနေမှာပါမုတ်မရှိလို့ရောက်ရက်တွေခတ်ကုန်ပါတယ်။အဲ့ဒီအချိန်မှာနာဂိုတန်းရောလာပြီးသူ့အဆင်ပြေအောင်လုပ်ပေးမယ်ဆိုပြီးပါမုတ်စားတမင်မုံနဲ့စားခိုင်းလိုက်ပါတယ်။နောက်တစ်ဆင့်မှာတော့မြက်တွေစားခိုင်းပြီးနောက်ဆုံးဆင့်မှာတမင်ဂျူတွေပါချိတ်ပြီးစားခိုင်းပါတယ်။နောက်ပြန်ဝင်တစ်ခုကတော့အရှုပ်တွေရှင်းတဲ့ပြန်ပွဲပါ။ဒီပြန်ပွဲမှာကိုရှိတဲ့ဝင်ပြိုင်ပါတယ်။အရှုပ်ရှင်းခိုင်းတယ်ဆိုလို့ကြီးလိုက်တာချိန်ကြိုးနေဖြစ်နေရပါ။ နာဂိုတန်တို့ကတော့လုံးလိုက်ရဲစမ်းပါပဲလုံဆဲပြန်မဲမှာလဲလုံမဆွဲပဲနဲ့ဂျူဆွဲရပြန်ပါလေတန်ဝဲကလုံးစရာစီစဉ်နေအများကြီးကြံနေသေးပါတယ်ဆိုနေမှာနာဂိုတန်ကတမင်ဖွဲ့ဖြော်ပြီးအစီအစဉ်ဆိုပြီးဝင်လုံးပါတယ်တမင်ဖွဲ့ဖြော်ပြီးဆိုပြီးတရိစ္ဆာန်ယုံတွေကတမင်တွေအားလုံးကိုအကြောင်းနဲ့ခေါ်သွင်းလာတာပါတမင်ဖွဲ့ဖြော်ပြီးလုတာကိုတချောင်းလုံးကသဘောကျနေပေမဲ့ကိုရှိတန်ကတော့အခြေစရာတိုင်းမပြီးမှအောင်စိတ်ပူနေတာပါနောက်တစ်ပွဲကတော့ဘောလုံးပြပြန်ဝဲဖြစ်ပြီးကိုရှိတန်နဲ့နီကိုရာမာဒိုင်လုံးရမှာပါဒီပွဲမှာနီကိုရာမာကကိုရှိတန်ရဲ့အပြစ်ကိုတေချာပေါက်ရှာမယ်လို့တွေးထားပေမဲ့ရှာမတွေ့ခဲ့ပါဘူး ဲ့ချိန်မှာသူတို့နှစ်ဖက်ပေါင်းပြီးမွေးထားတဲ့ဆူရှီတန်ကအကွင်းထဲရောက်လာတော့နီဂိုရာမာတို့ကအပြင်းထန်ကာဝယ်လိုက်ရပါသေးတယ်။နောက်ဆုံးပြိုင်ပွဲတစ်ခုပဲလုပ်ဖို့ကြံတော့တဲ့အချိန်မှာနာဂိုတန်ခေါ်ထားတဲ့တမင်ဟုတ်ကအားကစားကွင်းထဲမှာရှောက်သွားနေရပါ။ဘယ်လိုမှောင်းထုတ်တော့မရပါဘူး။ကိုရှီတန်လည်းပောက်ကွဲလာပြီးနာဂိုတန်ကိုကြောင်းဆောက်အောင်ပေါ်ထိခေါ်သွားပါတယ်။ပြီးတော့နာဂိုတန်ဂျိုကိုချွတ်ပြီးတိန်းထားတဲ့တမင်မုန်းတွေကိုတမင်တွေကိုခြောက်ကျွေးလိုက်ပါတော့တယ်။ကိုရှီတန်တယောက်လူရှင်းမှာပောက်ကွဲပြရင်မှသူမားပြီလို့ထင်နေပါတယ်။လူမိုင်အောင်ဆိုတဲ့အတိတ်ပေါ်တော့မလားလို့စိုးရိမ်နေပေမဲ့အားလုံးကမိုက်လိုက်တာကိုရှိတဲ့ဒီလိုရှင်းလိုက်တာတော်နေရောပဲဆိုပြီးချီးကျူးပါတော့တယ် ။အားကစားပြန်ပွဲကတော့တတ်မှတ်ချိန်စရာတက်၃နာရီနောက်ကြာပြီးမှပြီးဆုံးသွားပါတယ်။အပိုက်ကတော့ဒီမှာပြီးဆုံးသွားပါတယ်။